မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုဆက်လက်အစီအခံတင်ဆက်ပေးပါရမရှင်ပထမဆုံးသတင်းအနေနဲ့ရွှေကျင်မြို့နယ်ခမရ998တရင်ဌာနတစ်ခုလုံးကို KNL PDF ပူပေါင်းတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုင်းတရင်နယ်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းများစွာရှိနေဆိုတဲ့သတင်းပဲဖြစ်ပါရရှင် ပဲခူးတိုင်းရွှေကျဲမြို့နယ်ညောင်ချောက်ကြီးရွာရှိခမရ998တရင်ဌာနချုပ်တခုလုံးကို KNL PDF ပူပေါင်းတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုင်းလိုက်ပြီးဖြစ်ကြောင်းပြည်သူ့ကော်ရီတမတော်တာမိုင်းတိုင်းစစ်ဒေသမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် ရှမန်နေမေလ၈ရက်နေ့ညနေ9:00နာရီချိန်ရွှေကျင်းမြို့နယ်ရှိခမရ968တည်ရင်ဌာနချုပ်တစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများဒရုန်းများဖြင့်တိုက်ခိုက်မှုများစတိုက်လှုပ်ဆောင်နေသည့်အတွက်နေမြေရှင်းလင်းရေးအတွက်အချိန်ယူလှုပ်ဆောင်နေရကြောင်းလက်ရှိချိန်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အလောင်းများတည်ရင်ထဲတွင်ပြန့်ကျဲနေပြီးသိမ်းဆည်းရရှိသည့်လက်နက်ခဲယံများကိုလည်းစီးစစ်နေစေဖြစ်ကြောင်းသိရှိရသည် PDF ဆက်စင်ရဲ့နေမြေတဲ့ဆက်စင်ရဲ့နေမြေနှင်းနဲ့ KNL တရင်ခွနစ်တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။စစ်ခွေးတည်ဆုံမှုရေအတွက်နဲ့လက်နက်တွေရရှိမှုတွေကလည်းအသေးစိတ်စီစဉ်နေစေဖြစ်ပါတယ်။ဈေးနှုန်းဆောင်နေရစေဖြစ်ပါတယ်။အခုတိမ်ပိုက်ရရှိတာကတရင်ဌာနချုပ်တစ်ခုလုံးကိုတိမ်ပိုက်တာပါ။ခမရ998တရင်တစ်ခုလုံးကိုတိမ်တာပါ။ ကာကွယ်ရေးဝန်ကြီးဌာန MOD ကမကြာခင်အသေးစိတ်သတင်းထုတ်ပြန်မှုရှိပါမယ်ဟုပြည်သူ့ကာကွယ်ရေးတမတော်တာမိုင်းနိုင်စစ်တေတာမတောင်းရှိသူကဆက်လက်ရှင်းပြသည်စစ်ကောင်စီကတရင်ဌာနချုပ်တစ်ခုလုံးဆုံးရှုံးသွားသည့်အတွက်လက်တလောခမရ998တရင်တီရှီယာညောင်ချောက်ဂျီရွာအပဝင်ပတ်ဝန်းကျင်ဂျီရွာမှပြည်သူများမှထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်ဆလဘီရှန်ကုန်တွင်စစ်ကောင်စီနှင့်ပတ်သက်မှုမရှိရင်ညဘက်အပြင်မထွက်ရန်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စစ်ကောင်စီရဲ့တိုင်းဝိုင်းနဲ့ပတ်သက်မှုမရှိရင်ရန်ကုန်မြို့၌ညာဘက်အပြင်မထွက်ရန်ရဲအရာရှိတအူးကသတိပေးလိုက်သည်ရန်ကုန်မြို့တွင်အကြောင်းမျိုးမျိုးဖြင့်ညာဘက်အပြင်ထွက်ရကဖမ်းဆီးခံရသည့်လူငယ်မနေတော်ကြောင့်ဖမ်းဆီးခံရပြီးနောက်ငွေဖြင့်ပြန်မရနိုင်မှာကစစ်မှုထမ်းတင်နှန်းသို့ဂျင်းနေပေါရောက်ရှိကြောင်းရန်ကုန်ခြေစိုက်ရဲအရာရှိကပြောသည် ရန်ကုန်မှာစစ်တပ်နဲ့ရဲတွေညဘက်ကင်းလဲတယ်ဆိုတာငွေရှာတာရန်ကုန်မှာညဆိုတာစစ်ကောင်စီအတွက်ငွေရင်းကြီးပဲမကြသေးဘူးမြောက်ဒဂုံမှာလူငယ်တယောက်ပဲည7နာရီလောက်ကြီးလမ်းထိပ်မှာအမှတ်ထွက်ပြစ်တာကင်းကားနဲ့တူပြီးပါသွားတယ်ဟု၎င်းက NBA သူပြောသည်စစ်ကောင်စီတပ်သည်စင်ကြေးဖုံရွက်ွက်များအတွင်ရှိဝင်းရထွက်ရလဲသောလမ်းမများတဲ့အထိကင်းလဲလေရှိကြောင်း၎င်းကဆိုသည်ဧပြီလအတွင်းရန်ကုန်တိုင်း၌လမ်းမပေါ်ဖမ်းဆီးခံရသူ29ဦးအေဂျင်စစ်ပြီးဖမ်းခေါ်ခံရသူ6ဦးတရင်အတိအကျဖြင့်ရှာဖွေဖမ်းဆီး ခံရသူ22ဦးနဲ့အခြားသောအကြောင်းပြချက်အမျိုးမျိုးဖြင့်ဖမ်းဆီးခံရသူ28ဦးရှိကြောင်းရန်ကုန်စကောက်နံဝော့ကဖော်ပြထားသည်။ရင်းဖမ်းဆီးခံရသူများထဲတွင်ငလင်ဘေးအတွက်အလူခံနေသူ14ဦးပါဝင်ပြီးငွေများကိုတိမ်ကပြန်လွှတ်ပေးခဲ့ကြောင်းရန်ကုန်စကောက်နံဝော့ကဆိုသည်။ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်ရကတော့ဖာကန်းတို့ထိုးစစ်ဆင်လာသောစစ်တပ်ကိုဆိုင်းဖရာရွာနှင့်ကက်မော်ရွာအနီးတို့တွင်တိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြားဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ကချင်ပြည်နယ်ဘာကတ်မြို့နယ်သို့ထိုးစစ်ဆင်လာသောစစ်တပ်နှင့်ဆိုင်းဖရာကျေးရွာကတ်မော်ကျေးရွာတို့အနေဖြင့်တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားလျက်ရှိကြောင်း KNY စီရေးတရင်ရင်မြက်ကရှမ်းကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည် ရှမန်းနေမေလာရှိရနေကဘာကတ်မြို့နယ်ဆိုင်းဖရာကျေးရွာတွင်ဝင်ရောက်လာသောစစ်ကောင်စီစစ်ကြောင်းကို KNY KPDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်တပ်ကအထင်အပြီးကတ်မော်ကျေးရွာသို့ပြန်ဆုတ်သွားကြောင်းထို့ပြင်ကတ်မော်ကျေးရွာဖုန်ကြီးကျောင်းတွင်တပ်ဆွဲထားသောစစ်တပ်ကိုလည်း KNY KPDF PPD ရဲ့ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားလည်းရှိကြောင်းသိရသည်။ မင်းကရှေ့ရနေမှာကဒီဆိုင်ဖရာရရဲဝင်လာတဲ့စက်ကောင်စီအဖွဲ့တွေကို KIA KPDF ပူပေါင်းအဖွဲ့ကစောင့်ကြိုတိုက်ခိုက်တယ်။အဲ့ဒီလိုတိုက်တော့ဆိုင်ဖရာကနေကတ်မော်ကိုပြန်ဆုပ်သွားတယ်။ကတ်မော်ဘုံကြီးကျောင်းမှာသူတို့ဝင်နေတဲ့အချိန်လဲ KIA KPDF ပူပေါင်းအဖွဲ့ကတနေကုန်ဝင်တိုက်တာပေါ့။ဝင်တိုက်တော့သူတို့ကအတော်အထိနာတယ်။ဒီသုံးဘက်အတွင်းမှာစက်ကောင်စီဘက်ကနေအထီးကဲအကြဆုံးများတာပေါ့။တင်ကားတွေ၊ drone တွေ၊လေယာဉ်တွေနဲ့လေကြောင်းကနေတိုက်ခိုက်ပြီးတော့ထိုးစစ်ဆင်လာပြီးမယ်လေ။ KIA KPDF ပူပေါင်းတပ်ဖွဲ့ကပိတ်ဆို့တိုက်ခိုက် ထားတဲ့အတွက်သုံးဖက်ကြားရတဲ့ဖားကန်ကိုမရောက်နိုင်သေးဘူးစစ်တပ်ကအထူးခိုက်အကြအဆုံးတော်တော်များနေတယ်ဟု KYA စစ်ရေးတရင်ညမြကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်ထို့သောအထူးနာသောအစံဘတ်စစ်တပ်ကကံမော်ကြီးရွာနှင့်ဆိုင်းပရာကြီးရွာတို့ကိုမေလ10ရက်နေ့ညနေပိုင်းတစ်ချိန်ည9:00နာရီကျော်တွင်နှစ်ချိန်လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပြီးဒရုန်းလက်နက်ကြီးများဖြင့်မှပစ်ခတ်လျက်ရှိကြောင်းသိရသည် ်ဆိုင်းဖရာရနဲ့ကက်မော်ရွာဒရိုက်ကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုနေ့တိုင်းရှိတယ်။သူတို့ဘက်ကအထည်နာတော့လေးချောင်းတိုက်ခိုက်မှုကနေ့တိုင်းလုံနေတာ။မင်းကြီးကလည်းတော်တော်တိုက်ပွဲပြင်းထန်နေတယ်။သူတို့ဒရုန်းတွေနဲ့ပစ်တာရှိတယ်၊လက်နက်ကြီးနဲ့ပစ်တာရှိတယ်။သူတို့ကဒီသုံးဘက်အတွင်မှာလဝါကြီးရကနေကာမိုင်း၊ကာမိုင်းကနေရှိကတာအဲဒီကနေနန်ယာရ၊နန်ယာကနေကက်မော်ဆိုင်းဖရာထိရောက်လာတာပေါ့ဟု KHA စီရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်။ ကချင်ပြည်နယ်ဖားကံမြို့ကိုပြန်လည်စိုးမိုးနိုင်ရန်အကြမ်းဖက်စစ်ကောင်စီတပ်ပြည်သူစစ်ရဲအင်အား600ကျော်ဖြင့်တင်ကား20စီးဒရုန်းလက်နက်ကြီးများဖြင့်ကာမိုင်းနေရဖားကံလမ်းပိုင်းမှစစ်ကြောင်းတစ်ကြောင်းဟိုပင်အင်းတော်ကြီးဝိခလမ်းပိုင်းမှအင်အား300ကျော်ဖြင့်စစ်ကြောင်းတစ်ကြောင်းတို့ဖြင့်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး KIA KPDF ပူးပေါင်းတပ်ဖွဲ့ကလည်းပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသိရသည်ဖားကန့်ကိုဝင်တဲ့လမ်းကျော်၃ခုစလုံး KIA KPDF ပူးပေါင်းတပ်ဖွဲ့ကတင်ပိုက်ထားတဲ့စုမိုးထားတဲ့တာမန်ခန်းစေစင်းဖားကန့်လမ်း ဟိုဘင်အင်းတော်ကြီးဝေခါဖာကန်လန်ပြီးလို့ရှိရင်ကာမိုင်းနေရဖာကန်လန်လမ်းကျောသုံးခုလုံးကို KIA KPDF ပူးပေါင်းဖွဲ့ကနေမြေစုံမှုတိမ့်မိတ်ထားရဆိုတော့သူတို့ကဒီလမ်းကျောကိုပြန်လို့ချင်တာပေါ့အဲဒါကြောင့်ဖာကန်ဘက်ကိုအင်အားထောင်ကနန်းနဲ့မြေပြင်ကောဝေဟင်ကပါထိုးစစ်ဆင်နေပါတယ်ဟု KIA စည်ရေးတရင်ရင်မြက်ကပြောဆိုသည်ဖာကန်မြို့ပေါ်ရင်းလေးစစ်ကောင်စီတပ်သားများမှတပ်အတွင်း၌နေထိုင်နေရပြီးမြို့ရင်းနေမြေစုံမှုလှုပ်ဆောင်နိုင်ခြင်းမရှိကြောင်း လက်တလောစစ်ကောင်စီဖားကန့်မြို့နယ်ကံစီပြူဟာကုန်းရင်းစစ်ပြူဟာမှုအသည့်တို့ကိုရဟတ်ရင်ဖြင့်ပို့ဆောင်လာကစစ်အင်အားထပ်တို့၍နည်းမြေစုမှုရေးလှူဆောင်နိုင်ရန်စစ်တပ်ကကြိုးစားနေခြင်းဖြစ်ကြောင်းသိရသည်ဆလဘီဗမောမျိုးကစကခ21ကိုပြင်မှတ်ထားပြီးနိုင်စင်တိုက်ပွဲဆင်နွှဲနေတယ်လို့ဘုံမူကြီးနှော်ဖို့ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပမော့မျိုးဘက်ကစစ်ကောင်စီတက်ဆွဲတဲ့ဖြစ်တဲ့တက်စကန်တွေကိုသိမ်းပိုက်နိုင်တာမရှိသေးပေမယ့်စကခ21ကိုပြစ်မှတ်ထားပြီးနေတိုင်းလိုတိုက်ပွဲဖော်ဆောင်နေတယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA နဲ့သတင်းနဲ့ပြန်ကြားရေးတောင်းခံဘုံမှုကြီးနော်ဘူကပြောပါရယ်ပမော့ဘက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ပြင်စစ်ကောင်စီဘက်ကလည်းလေးချောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေနေတိုင်းရှိတယ်လို့ဘုံမှုကြီးနော်ဘူကမြစ်ကြီးနာသတင်းချန်နယ်ကိုအခုလိုပြောပါရယ် ပမော်ဘက်မှာတော့တိုက်ပွဲကတော့ဆက်ဖြစ်နေပါတယ်။မြို့ရွက်ကွက်ဘက်မှာတော်တော်များများကတော့ကျွန်တော်တို့ KNY တပ်ဖွဲ့တွေလည်းတိမ့်မိုက်ထားတာရှိပါတယ်။သူတို့တပ်ဆွဲထားတဲ့တပ်တွေကိုတော့ပြန်ပြီးမှသိမ်းနိုင်တဲ့အနေအထားတော့မရှိသေးပါဘူး။စကခ27မှာကပြစ်မှတ်ထားပြီးမှကျွန်တော်တို့ကတော့နေတိုင်းလိုတိုက်ပွဲကတော့ဖော်ဆောင်နေတာရှိပါတယ်ဟုဆိုပါတယ်။ KNU ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကပမော်မျိုးသိန်းတိုက်ပွဲကိုစတင်နေတာဖြစ်ပြီးဧပြီလ25ရက်နေ့မှာတော့ပမော်မျိုးကကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးဒီကနေ့အထိတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေတယ်လို့ KIO KIA သတင်းနဲ့ပြန်ကြားရေးသတင်းဌာနရဲ့မေလ၄ရက်နေ့ကထုတ်လွှင့်တဲ့သတင်းရုပ်သံမှာဖော်ပြထားပါတယ်။အမှတ်27စစ်စီရေးကိုကဲမှုဌာနချုပ်အမှတ်49ခြေလ လင်းတက်ရင်စေးတက်ရင်ထောက်ဖို့တက်နေအင်ဂျင်နီယာတက်ရင်တွေတက်ဆဲထားတဲ့နေရာတွေအလုံးမှာတိုက်ပွဲပြင်းထန်နေတယ်လို့ထမန်ဖော်ပြထားပါတယ်ဒါပြင်တစ်ဖက်မှာလည်းပြီးခဲ့တဲ့ဧပြီလတတိယပတ်လောက်ကမြစ်ကြီးနားဖာကန်လိုင်းမှာစစ်ကောင်စီကနေအင်အားအလုံးရင်အုံပြပြီးစစ်ကြောင်းထိုးလာတာလည်းရှိပါသေးတယ်။လက်ရှိချိန်မှာတော့နန်ယာကျေးရွာလုံးကက်မော်ကျေးရွာမှာစစ်ကြောင်းရန်နာနေတယ်လို့သိရှိရပြီးစစ်ကောင်စီစစ်ကြောင်းစစ်ရေးလှုပ်ရှားနေတဲ့အချိန်တွေမှာ KIA ကနေတိုက်ခိုက်တာရှိတယ်လို့လည်းဘုံမူကြီးနော်ဘူးကပြောပါသေးတယ်။ ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့မြောင်မျိုးမရဲစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်တိုက်ခိုက်မှုစစ်ဘုအပဝင်စစ်သားလေးဦးသေဆုံးပြီးတနက်3နဲ့သိန်းစီရရှိဆိုတဲ့တွင်ပဲဖြစ်ပါရခြင်း။စကိုင်းတိုင်းမြောင်မျိုးနယ်တွင်ပြည်သူများကိုစက်ကြီးကောက်ငွေညှင့်နေသောမြောင်မျိုးမရဲစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘုအပဝင်စစ်သားလေးဦးသေဆုံးပြီးတနက်3နဲ့သိန်းစီရရှိကြောင်း CDSOM ဘုစက်ကြစစ်ကြောင်းမှရဲဘော်စမားကရန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောဆိုသည်။မေလ9ရက်နေ့ပြည်သူများထံမှစက်ကြီးကောက်ငွေညှင့်နေ သောမြောင်မျိုးမရဲစခန်းမှဆက်သား6ဦးကို CDSN ဗိုလ်ဆက်ကြားစစ်ကြောင်းနှင့်မဟာမိတ်တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတနားရီကျော်ကြာမြင့်ခဲ့ပြီးစစ်သား3ဦးနေရာတွင်ပင်လေးကြသေဆုံးကြောင်းကြီထိမှန်သွားသောစစ်ဗိုလ်တို့မှလည်းစစ်စခန်းသို့မရောက်ခင်တန်ရာပြင်းထမှန်သေးဆုံးသောကြောင်းကျန်စစ်သား2ဦးမှတန်ရာပြင်းထံရရှိကြောင်းသိရှိရပါသေးခြင်း စစ်သားတွေကိုလိုင်လံပစ်ခတ်ရမှာတနအိကြောကြတိုက်ပွဲဖြစ်ပါတယ်။စခ3កောင်နေရမှာပဲလဲကြသေးဆုံးပါတယ်။ជីတိတဲ့စစ်ဘူကတော့စခန်းနာမရောက်ခင်တန်ရနဲ့ထမှန်သေးဆုံးပါတယ်။ကျန်တဲ့စစ်သား2ဦးလည်းတန်ရအပြင်ထန်ရပါတယ်။ကျွန်တော်တို့တော်လည်းရဲဘော်တို့လက်မောင်းជីထိမှန်တန်ရရပါတယ်။မစိုးရိမ်ရပါဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA series တနက်3နဲ့သိန်းစီရရှိပါတယ်ဟု CDSON ဘူဆက်ကြစစ်သားမှရဲဘော်စမားကရှင်းပြသည်။အဆိုပါစစ်စင်ရေးတိုက်ခိုက်မှုကို CDSON ဘူဆက်ကြစစ်သား MRF စဖိုစစ်ကြောင်းစကိုင်းခိုင်တရင်တဲနေမြေကန်ပကဖာနှင့်စာမဏိပြောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။